ကြောင်းကြတော့ဒီဟို docky kinetic part 2ပေါ့နော်အာပြီးခဲ့တဲ့ part 1မှာကျွန်တော် sharing လုပ်ပေးခဲ့တဲ့အကြောင်းကြတော့ဒီကျွန်တော်အနေနဲ့ကျွန်တော်ခေါ်တဲ့ဒီ bullet docky kinetic ပေါ့နော်ဒီကကျွန်တော်ဒီတစ်ခါကျတော့ buried docky kinetic ကိုကျွန်တော် sharing လုပ်ပေးချင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ next slide ကိုကျွန်တော်တို့တွားကြည့်အောင် okay ဒါဆိုရင်ဒီ docky kinetic ကကျွန်တော်ပြီးခဲ့တဲ့ part 1နဲ့သူကအတူတူပဲဘာမှမတူတာပဲလေဆိုတော့သူသူရဲ့အယောင်ပေါ့နော်ဒီမှာကျတော့ကျွန်တော်ခုနပြောခဲ့သလို buried docky kinetic လို့ခေါ်တာပေါ့နော်ဒါကျတော့ဒီအနေအယောင်ပေါ့နော်သူက ဒီ power နဲ့ဘာမတူတာလဲဆိုတော့ဒီ open price နဲ့ closing price လေးပဲသူမတူတာပါเนาะ plus one မှာကျတော့ကျွန်တော်တို့ကဗာလဲ bullet logic candlestick ဖြစ်တဲ့အတွက်ကြောင့်မလို့သူက open price ကသူက open မှာရှိတဲ့ closing price ကအထက်မှာသူရဲ့အယောင်ကအစိမ်းအယောင်ပေါ့နော်ဒီတစ်ခါကကျတော့ဗာလဲပတ်သူမှာကျတော့ bearish candlestick logic candlestick ဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့ open price ကအထက်မှာ closing price ကအောက်မှာပေါ့နော်ဒါကြောင့်မလို့သူကအနေအယောင်ဖြစ်နေတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ bearish logic candlestick ရဲ့ဒီသူ့ရဲ့ပုံစံလေးကိုကျွန်တော်တို့အသေးစိတ်ကျွန်တော်တို့တွေ့ကြည့်အောင် တော့ဒီ candlestick ကကျတော့အတူတူပဲသူ့မှာ color တွေရှိတယ် lower bright upper bright အဲ lower shadow upper shadow open bright closing bright body set ဖြစ်ပေါ့နော်ဒါကျကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုဒီမှာလည်းတောက်လျှောက်ပြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်များများသိလောက်ပြီးတော့ကျွန်တော်ယူစားပါတယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့ docky ဒီ berry docky candlestick မှာဆိုရင်သူ့ရဲ့ open bright ကအထက်မှာရှိတယ် closing bright ကအောက်ဖက်မှာရှိတယ်သူ့ရဲ့ body ကဘာဖြစ်လဲအရန်ကိုသေးနေရပေါ့နော်ဒါကြောင့်မလို့သူကဒီ candle ဒီ docky candlestick ဖြစ်ပေါ်နေတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပါကြည့်မယ်ဆိုရင်သူလည်းအတူတူပဲသူ့ရဲ့ ခလာကအရေးမကြီးဘူးသူဖြစ်ပေါ်ခဲ့တဲ့သူ့ရဲ့နေရာပေါ့နော်ဘယ်နေရာမှာသူဖြစ်ပေါ်နေရလဲဒါအရင်ကအရေးကြီးတယ်ပေါ့နော်ဒါဆိုရင်ဒီကျွန်တော်တို့ခလာအရေးမကြီးဘူးဆိုပေမဲ့ကျွန်တော်တို့အရာကိုကြည့်လိုက်တာနဲ့ဘသူတွေဘသူဖက်ကအလေးတာနေရလဲဆိုတော့ကျွန်တော်တို့အရေးမလို့တော့ကျွန်တော်တို့တည်တယ်ပေါ့နော်တကယ်လို့ဒါအစိမ်းအောင်စင်ဘူးဖက်ကနေပြီးတော့အလေးနည်းနည်းတာနေရတကယ်လို့အနည်းအောင်စင်ဘဲဖက်ကနေပြီးတော့အလေးတာနေရပေါ့နော် very doki kinetic တကူတည်းကြည့်ရုံနဲ့တော့ကျွန်တော်တို့ market ရဲ့ direction ကိုကျွန်တော်တို့မပြောနိုင်ဘူးပေါ့နော်ဒီ very kinetic ဖြစ်ပြီးတော့နောက်ထပ် လာမဲ့ရက်တွေမှာလို့ပေါ့နော်ဒီဖြစ်ပေါ်လာမဲ့ candlestick ကိုကျွန်တော်တို့သွားကြည့်ပြီးတော့မှကျွန်တော်တို့ရဲ့ trend ကိုကျွန်တော်တို့ confirmation လုပ်လို့ရတာပေါ့နော် double confirmation စတာဖြစ်ပေါ့နော်သူနောက်တစ်ရက်မှာဖြစ်ပေါ်မဲ့ candlestick ရဲ့အမျိုးအစားပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ရဲ့ market ရဲ့ trend ကိုကျွန်တော်တို့အနေနဲ့အရေးမှကျွန်တော်တို့ပြောလို့ရတာပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ခုသွားရအောင်ဒါဆိုရင်ဒါလည်းအတူတူပဲသူရဲ့သဘောတရားက bullet talkie candlestick နဲ့အတူတူပဲတကယ်လို့ဒါဒီ berry talkie candlestick ကသူ uptrend ရဲ့အစုံမှာဖြစ်ပေါ်နေရဆိုရင်ဒါကျွန်တော်တို့စိတ်ထဲမှာတည်ထားရမှာကဒီ stock တစ်ခုမှာဘူးတမားတွေကစပြီးတော့မှ losing control ပေါ့နော် control မလုပ်နိုင်တော့ဘူးဘဲတမားတွေကဝင်လာပြီးတော့မှဘူးတွေနဲ့အပြိုင် fight နေပြီဆိုတာကျွန်တော်တို့သိရမယ်ဒီလိုမျိုးအပြိုင် fight နေရင်လည်းဒီဘူးနဲ့ဘဲချာမှာစီ stock တွေကိုဆွဲတင်လိုက်ဆွဲချလိုက်လုပ်နေတဲ့အချိန်မှာဒီတရက်တာပြီးဆုံးသွားတဲ့ခါမှာကျွန်တော်ဘဲတမားတွေကနည်းနည်းလေးအားသာသွားတယ် ဒါကြောင့်မလို့ဒီကနေစတစ်ကပ်ဖြစ်လဲအနေအံဖြစ်သွားတာ။သူလိုတာကဘူးသမားတွေကဖိုက်ကိုဆွဲတင်တယ်၊ဘဲသမားတွေကအောက်ကိုဆွဲချတယ်။အဲ့ဒီအချိန်မှာဒီတရက်တာပြီးဆုံးသွားတဲ့အချိန်မှာဘဲသမားတွေကဒီစိန်းနှုံးကိုဘယ်ထိဆွဲချသွားလဲဆိုတော့ဒီသူဖွင့်ခဲ့တဲ့ဒီစိန်းနှုံးရဲ့အောက်အနှဲငယ်လေးကိုသူကဆွဲချသွားတယ်။ဒါကြောင့်မလို့ဒီတရက်တာမှာဒီဘူးနဲ့ဘဲကြမှာအပြိုင် fight နေကြပြင်မဲ့ဘဲကနည်းနည်းလေးအသာရသွားတယ်။ဒါကြောင့်မလို့သူတို့ရဲ့ pride ကို open လုပ်ခဲ့တဲ့ pride ရဲ့အောက်ကိုဆွဲချနိုင်ပြီးတော့မှဒီတရက်တာမှာ kinetic က docky အနီအောင် kinetic ဖြစ်သွားတယ်ပေါ့နော်။ โอเคနောက်တစ်ခုကကျွန်တော်ဒီ bottom ပေါ့เนาะတကယ်လို့ဒီ Rocky Berry Candlestick ကကျွန်တော်တို့ရဲ့ down trend မှာဖြစ် down trend ရဲ့အဆုံးမှာဖြစ်ပေါ်နေရဆိုရင်ကျွန်တော်တို့တိထားရမှာကဒီ market tag ကိုဘယ်သူတွေကဝင်လာပြီလဲဆိုတော့ဘိုးသမားတွေကဝင်လာပြီဘဲသမားတွေကသူတို့ရဲ့ control ကိုဆက်ပြီးတော့မလုံနိုင်တော့ဘူးသူတို့ဘိုးတွေနဲ့ပြိုင်ပြီးတော့ fight နေရပြီဆိုတော့ကျွန်တော်တို့သိနေရမယ်ဒါပေမဲ့အရာကိုကြည့်လိုက်တာနဲ့ဘယ်သူတွေကနည်းနည်းလေးအားသာနေသေးတယ်ဆိုတော့ဒီဘဲသမားတွေကနည်းနည်းလေးအားသာနေသေးတယ်ဆိုတော့ကျွန်တော်တို့ တည်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဥပမာအနေနဲ့ကျွန်တော်တို့သွားကြည့်အောင်ဥပမာဒီမှာဆိုရင်ကျွန်တော်တို့ဒီ candidacy တခုကိုကျွန်တော်တို့ကသွားကြည့်လိုက်တဲ့အခါမှာဆိုရင်သူရဲ့ open price ကဒေါ်လာ100နဲ့စတယ်အဲ့ဒီချိန်မှာဘယ်သမားတွေကဝင်လာလဲ price ကိုဆွဲချတယ်ဆွဲချပြီးတော့ဘယ်ဒီသူဆွဲချသွားလဲဆိုရင် lower price ဖြစ်တဲ့ဒေါ်လာ95လောက်ဆွဲချသွားတယ်အဲ့ဒီချိန်မှာဘူးသမားတွေကလည်းပြန်ဝင်လာတယ်ဝင်လာပြီးတော့မှ price ကိုပြန်ပြီးတော့ဆွဲတင်တယ်ဆွဲတင်တဲ့အချိန်မှာဘယ် ရောက်သွားလဲဆိုတော့ဒီ hybrid ဖြစ်တဲ့105လောက်မှာသူရောက်သွားတယ်အဲ့ဒီချိန်မှာဘဲသမားတွေလည်းပြန်ပြီးတော့ fight တယ် fight ပြီးတော့ secret ထဲကိုဝင်လာတယ်ဝင်လာတဲ့ချိန်မှာသူက apply ကိုထပ်ပြီးတော့ဆွဲချတယ်သူဆွဲချဆွဲချပြီးတော့မှသူဖွင့်ခဲ့တဲ့အဖွင့်စေးဒေါ်လာ100ရဲ့အောက်ဒေါ်လာ99လောက်ထိမဆိုစလောက်လေးပဲသူကဆွဲချနိုင်ပြီးတော့မှဒီတရတာကိုသူဒေါ်လာ99နဲ့ဈေးပိတ်သွားတယ်ပေါ့နော်ဒါဆိုရင်ဒီဥမာကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဆိုရင်ဒီ market ကိုဘယ်သူကနည်းနည်းလေးအလေးတာနေလဲဆိုတော့ဒီဘဲသမားတွေကနည်းနည်းလေးအလေးတာနေရဲ့ဆိုတာကျွန်တော်တို့ဒီ candlestick ကိုကြည့်တာနဲ့ကျွန်တော်တို့တည်နေရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဥပမာအနေနဲ့ကျွန်တော်တို့ကြွားကြည့်အောင်ဒါကကျွန်တော် Apple Apple Store ကျန်တဲ့စိတ်ချကတော့ကျွန်တော်ဥပမာအနေနဲ့ပြထားတာဖြစ်ပါတယ်။ဒါဆိုရင်ဥပမာကျွန်တော်တို့ဒီမှာကြည့်လိုက်ရအောင်။ဒါဆိုရင် down trend ဒီမှာ down trend ဒီဘက်မှာတော့ချက်ရှိသေးတယ်ဗောနော်။ဒီမှာသူကဘူးဒီမှာတွေကစပြီးတော့ control လုပ်လာတယ်။တောက်လျှောက်တောက်လျှောက်သူက control လုပ်လာ။ဒီမှာကျွန်တော်ကပြပြောချင်တာဒီမှာ4 hour time frame နဲ့ကြည့်တာဗောနော်။ဒါကြောင့်မလို့ဒီ candle stick တစ်ခုချင်းစီက4 hour ကိုကိုစပြုတ်တယ်ဆိုတာကျွန်တော်သိနေရမှာဗောနော်။ Okay ဒါဆိုရင်ဘူးသမားတွေကတောက်လျှောက်သွားဆွဲတင်လာတာတောက်လျှောက်တောက်လျှောက်သူတိမ့်ချုပ်လာတယ်တိမ့်ချုပ်တိမ့်ချုပ်လာပြီးတော့မှဘာဖြစ်သွားလဲဆိုတော့ဒီမှာကျွန်တော်တို့တွေ့ကြည့်လိုက်တဲ့အခါမှာဆိုရင်ဒီမှာ candlestick တော့ key candlestick တွေအများကြီးဖြစ်ပေါ်နေတယ်ဒါပေမဲ့ဒီဖြစ်ပေါ်ပြီးတော့နောက်တစ်ရက်မှာဘူးတွေက ို့ပြီးတော့အားကောင်းလာတယ်ဗောနော်ဒီမှာအားကောင်းလာတယ်ဆိုတာကျွန်တော်တို့ဒီအစိမ်းရောင်ကနေစိတ်အခြေအရေးကိုကြည့်လိုက်တာနဲ့ကျွန်တော်တို့တည်တယ်ဗောနော်ဒီမှာလဲ तू ကဘဲသမားတွေကစူးစမ်းပြီးတော့ तू ကသူရဲ့စိတ်နှုံးကိုဆွဲချတယ်ဒါပေမဲ့ဘူးသမားတွေအားသာတာဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကဒီမှာဆက်ဆက်ပြီးတော့တက်သွားတယ်အဲဒီမှာဒေါ်လာ160တထမရောက်တဲ့ချိန်မှာတော့ဒီမှာကျွန်တော်တို့စပြီးတော့မြင်နေရပြီဗောနော်ဒါဆိုရင်ဒီမှာဘာဖြစ်ပေါ်နေလဲဆိုတော့ဒီမှာ Turkey Kinetic သူကဖြစ်နေရနောက်တည့်ရက်မှာကျွန်တော်တို့ဘာဖြစ်လဲ Kinetic အနီအောင် ဖြစ်နေပြီးတော့ Kinetic ကအနီအောင်ဖြစ်ပြီးတော့သူ့ရဲ့ body က အရှိဖြစ်နေရပါတော့။ဒါဆိုရင်ကျွန်တော်တို့တီးလိုက်ရမှာကဘာဖြစ်လဲ။ဒီ market ကိုဘယ်သူတွေကစပြီးတော့ control လုပ်လိုက်ပြီလဲဆိုတော့ဒါဘဲသမားတွေကစပြီးတော့ control လုပ်လိုက်ပြီဆိုတော့ကျွန်တော်တို့တီးနေရမှာပေါ့နော်။ဒီမှာဒီ Loki Candlestick ရဲ့နောက်တစ်ရက်မှာသူကဒီကလေးကဖွင့်ဖွင့်ကြတဲ့ဖွင့်စေရဲ့အောက်မှာသူကစပြီးတော့မှ open opening လုပ်ပြီးတော့မှသူ့ရဲ့ဟိုးအောက်ထည့်ကိုသူဆွဲချပြီးတော့မှသူ့ရဲ့အပိတ်စေးကအလုံးအောက်ကိုကွာတယ်ပေါ့နော်အဖွင့်စေးနဲ့အပိတ်စေးကကွာပြီးတော့မှဒီ Candlestick ကအနီအောင်အကြီးဖြစ်နေရပါတော့။ဒါဆိုရင်ကျွန်တော်တို့ သူဒီ market ကကျွန်တော်တို့ကိုအရင်မှပေးနေပြီပေါ့နော်ဒီ market တွေကိုဘယ်သူတွေကဝင်လာပြီးတော့မှအစပြီးတော့ control လုပ်နေပြီလဲဆိုတော့ဒီ bear သမားတွေကအစပြီးတော့ control လုပ်နေပြီဆိုတော့ကျွန်တော်တို့ဒီအချိန်မှနဲ့ကျွန်တော်တို့ဒီ candlestick ကိုကြည်တာနဲ့ကျွန်တော်တို့တည်နေရမယ်ပေါ့နော်အဲဆိုရင်သူကဒီစပြီးတော့မှသူကဘဲသမားတွေက control လုပ်လာတာဒီမှာအစိမ်းရောက်အနေနဲ့ကျင်းနေကျွန်တော်တို့တွေ့တယ်ဘူးသမားတွေကဟို price ကိုပြန်ပြီးတော့ဆွဲတင်တယ်ဒါပေမဲ့သူတို့ရဲ့စူးစမ်းမှုကမအောင်မြင်ပဲနဲ့ဘဲရဲ့အောက်မှာအတုံးလဲဖြစ်ပြီးတော့မှ market ကအောက်ကိုတောက်လျှောက်ဆင်းသွားတယ်ပေါ့နော်အဲ့ဒီအချိန်မှဒီမှာ ီအောက်ခြေရောက်သွားတဲ့ခါမှာပါလေဖတ်ပြီးတော့တွေ့များလဲဆိုအစိမ်းရောင်ကန်တဲ့စိတ်တွေကျွန်တော်တို့တွားပြီးတော့တွေ့တယ်ပေါ့နော်။ဒါဆိုရင်ဒီဒီပထမဆုံးအနေအောင်ပြီးတော့အစိမ်းရောင်ကပါလေဆိုရင်ဒါ bullet harami ပေါ့နော်ဒီအကြောင်းကျွန်တော်တို့ကျွန်တော်အခုလောလောဆယ်တော့ကျွန်တော်မ share မ share sharing မလုပ်ရသေးဘူးပေါ့။နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ဒါကိုကျွန်တော် sharing လုပ်ပေးမယ်ပေါ့နော်။ဒီ bullet harami အပြင်ဒီမှာကျွန်တော်တို့ hama တွေလည်းပြင်နေတယ်ပေါ့နော်ပြီးတော့မှအပါတွေဖြစ်နေလဲဆိုတော့ဒီမှာအာ docky candlestick တွေလည်းဖြစ်နေတယ်ပြောရရင်ကျွန်တော်တို့ဒီမှာ bullet candlestick အကြီးအရှည်ကြီးကိုကျွန်တော်တို့တွေ့နေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ down trend ရောက်လာတဲ့ down trend ရောက်လာတဲ့အချိန်မှာ down trend အောက်ခြေရောက်လာတဲ့အချိန်မှာ ဘူးသမားတွေကစေကွက်တဲ့ကိုဝင်လာပြီးတော့မှဘဲတွေနဲ့ fight နေပြီဆိုတော့ကျွန်တော်တို့သိနေရမယ်ပေါ့အဲ့ဒီချိန်မှာကျွန်တော်တို့ကဘသူကအားသာသွားလဲဆိုရင်ဘူးသမားတွေအားသာပြီးတော့မှ market ကိုပြန်ပြီးတော့ဆွဲတင်တယ်အဲ့ဒီချိန်မှာဒီမှာရောက်လာတဲ့ချိန်မှာလည်းဒါသူ့ရဲ့ earning season ပေါ့နော် ER ကျွန်တော်သူ့ရဲ့ earning season D ကျွန်တော်သူ dividend ပေးတဲ့ရက်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ earning season ရောက်လာတဲ့အခါမှာလူတွေက earning ဘယ်လို trade လာမလဲဆိုတာမသိမသိဘူးပေါ့နော် သူရဲ့ result ကကောင်းမလားဆိုးမလားဒါမသိဘူးပေါ့နော်အဲ့ဒီအချိန်မှာလူတွေကဘယ်ကလဲဘူးနေပဲအပြိုင်ဖိုက်နေကြတယ်ဒီအချိန်မှာတောက်ချောက်သူ site ဝေးနဲ့သွားရတယ်ပေါ့နော်ဒီအချိန်မှာသူ earning ရောက်ရောက်တဲ့ရက်မှာကျတော့ market ထိုးကြသွားတယ်ပေါ့နော်ဒါဆိုရင်ထိုးကြလာတဲ့အချိန်မှာဆိုရင်သူတို့ဒီမှာထပ်ပြီးတော့ရောက်လာတယ်ဒီနေရာရောက်လာတဲ့အချိန်မှာလည်းဘူးသမားတွေကအလုံးရင်းနဲ့ပြန်ပြီးတော့ဝင်လာတယ်ပြီးရင် market ကိုပြန်ပြီးတော့အပေါ်အသွင်းတင်သွားတယ်ဒီဒီအထက်ရောက်တဲ့အချိန်မှာပြန်ပြီးတော့မှဘဲသမားတွေကဝင်လာတယ်ဝင်လာပြီးတော့ဒီမှာကျွန်တော်တို့ဟိုတုတ်ချောင်းလိုမျိုးအပေါင်းလိုမျိုးပေါ့နော်အရှိဖြစ်ပေါ်နေဒါကျတော့ berry berry Turkey Kinetic ပေါ့နော်ဒီမှာထပ်ပြီးတော့ဖြစ်ပေါ်တယ်နောက်တစ်ရက်မှာလည်း Berry Kinetic ပဲထပ်ပြီးတော့ဖြစ်တယ်တတိယမြောက်ရက်မှာဘာဖြစ်လဲဆိုရင်ဒီ Berry Kinetic ဖြစ်ပေါ်တယ်ဒါပေမဲ့သူရဲ့ opening price ကပြီးခဲ့တဲ့ရက်ရဲ့ closing price ရဲ့ဟိုတော့ကွာနေတာကိုတွေ့နေရပေါ့ကြားထဲမှာ gap ရှိတာပေါ့နော်ဒါတော့ gap up gap down ပေါ့နော်ဒါကြတော့နောက်လာမယ့် video တွေမှာကျွန်တော်အသေးစိတ်ထပ်ပြီးတော့ sharing လုပ်ပေးမယ်ပေါ့နော်ဒါကြတော့လုံးဝသူက gap down ဖြစ်သွားပြီးတော့မှသူက market ကိုဘယ်သူတွေက control လုပ်သွားပြီလဲဆိုတော့ဘယ်တွေက control တောက်လျှောက်လုပ်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာကြည့်တယ်နဲ့ကျွန်တော်တို့သိနေရမှာပေါ့နော်။ဒါဆိုရင်တောက်လျှောက်တောက်လျှောက်နောက်ပြီးတော့ဒီ downtrend အောက်ခြေရောက်လာတဲ့အခါမှာဒီကျွန်တော်တို့ပြန်ပြီးတော့တွေ့များရတာပါလဲဆိုရင် bullish candlestick ပြီးရင် doji တွေအများကြီးဖြစ်နေရပေါ့နော်။ဒီမှာသူရဲ့ cluster light သူဖြစ်နေ။ဒီချိန်နေမှာ bull နဲ့ bear တမားတွေမှာဘာဖြစ်လဲဆိုရင် set ပြီးတော့ fight နေကြတယ်။ဒီချိန်မှာ bull တွေကအားတာပြီးတော့မှ market ကတစ်ခုပြန်တက်သွားတယ်ပေါ့နော်။ဒါကကျွန်တော် market ရဲ့သဘောတရားပေါ့နော်။ ဘူးတဲ့ဘဲကြမှာ5 5 5ရင်းနဲ့မှာအားတာတဲ့ဖက်ကို market ကသွားတယ်ဗောနဘူးတွေအားတာတယ်ဆိုရင် market က up trend သွားပြီးတော့မှဘဲတွေအားတာတယ်ဆိုရင် market က down trend ကိုသွားမယ်တကယ်လို့ပတုပတုမှာအတားစီမရဘူးဆိုရင် market ကပေးတိုက်သွားနေမှာဗောနဒါကကျတော့ပုံမှန်ပဲပတုပတုမှာ control လုပ်လို့မရဘူး supply demand ပုံမှုတည်ပြီးတော့မှဒီ market ကသွားနေတာဗောနဒါဆိုရင်ကျွန်တော်တို့ဒီတင်ကစားကိုပြန်ပြီးတော့ recap ကျွန်တော်တို့လုပ်ကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့ပထမဆုံး recap ကပါလဲဆိုရင်ဒီ docking candlestick မှာဆိုရင်ကျွန်တော်တို့ကျွန်တော်ခေါ်တယ်ဗာလေ bullet candlestick bullet docking candlestick ရှိမယ် buried docking candlestick ရှိမယ် bullet docking candlestick ကကျွန်တော်အစိမ်းအောင်ဖြစ်နေရဆိုရင်ဒါ bullet docking candlestick ပေါ့နော်အနည်းအောင်ဖြစ်နေရဆိုရင် buried docking candlestick ပေါ့နော်ဒီမှာကျွန်တော် buried docking candlestick ဒါဆိုရင်သူ့မှာပါရှိလဲဆိုရင် open bright closing bright ရှိမယ်ပြီးရင် body lower shadow upper shadow high bright low bright ရှိမယ်သူကအရောင်အရေးမကြီးဘူးသူရဲ့ဖြစ်ပေါ်ခဲ့တဲ့ location ပဲသူကအရေးကြီးတယ်ဗောနော် တကယ်လို့ဒါဒီ berit tokenistic က uptrend မှာဖြစ်ပေါ်နေရဆိုရင်ကျွန်တော်တို့ကတည်ထားရမှာကဒီ market ကိုဘယ်သူတွေကစပြီးတော့ control လုပ်ပြီးလဲဆိုရင်ဘဲသမားတွေကဘူးတွေနဲ့အပြိုင်ဖိုက်ပြီးတော့မှ market ကိုဝင်လာပြီးတော့မှသူတို့ control လုပ်ဖို့စူးစမ်းနေပြီဆိုတာကျွန်တော်တို့သိနေရမယ်နောက်တစ်ခုကကျတော့ဒီ tokenistic ကဒီ down trend ရဲ့အဆုံးသတ်မှာဖြစ်ပေါ်နေရဆိုရင်ကျွန်တော်တို့တည်ထားရမှာကဘဲသမားတွေကသူတို့ရဲ့ control ကိုကျွန်တော်တို့တပြေပြေချင်းသူတို့လက်လွတ်နေရတယ်ပေါ့နော်တနည်းအားဖြင့်ဘူးတွေက market ထဲကိုဝင်လာပြီးတော့မှသူတို့နဲ့အပြိုင်ဖိုက်နေပြီဆိုတာကျွန်တော်တို့သိနေရမယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်ဒီဗီဒီယိုကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်ဒါကြောင့်မလို့နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းကြန့်ရှိနေတဲ့ဒီ candlestick အကြောင်းအသေးစိတ်ကိုကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်တဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ BD trading Facebook page နဲ့ YouTube channel ကို like and subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်